ဖိလစ်ပိုင်နိုင်ငံလယ်ပိုင်းကဘာဒဆန်ကျွန်းမှာပင်လယ်ရင်မြစ်နှင့်ပင်မြစ်တက်လာမှုနဲ့ရင်ဆိုင်နေကြရပြီးမကြခင်မှာကျွန်းတကျွန်းလုံးပျောက်ကွယ်သွားမယ့်အနေနဲ့ရှိပါတယ်ဘာဒဆန်ကျွန်းဟာတစ်နှစ်မှာနှစ်တဝက်လောက်ကပင်လယ်ရေကဝင်ရောက်လွှမ်းမိုးနေပါတယ်ကျွန်တော်တို့ပစ္စည်းတွေကိုမြင့်မြအောင်ရွှေ့ထားရတယ် အဝိရှော်တော်လိုကိစ္စလေးတော့ယူလန်းမိုးနေတဲ့အခါခက်ခဲဖြစ်ရတယ်လို့ဒေသခံတို့ကပြောပါတယ်။1993ခုနှစ်ကလေးကပင်လယ်ရေမျက်နှာပြင်မြစ်တပ်နှုံးဟာနှစ်ဆထက်မကရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့မေလမှာထုတ်ပြန်ခဲ့တဲ့စစ်တမ်းတစ်ခုမှဆိုရင်ကမ္ဘာပူချိန်မြစ်တပ်လာမှုက 1.5ဒီဂရီစင်တီဂရိတ်ထက်မကျော်လို့ရင်တော့ကန်ရန်ဒေသတွေမှာနေထိုင်နေတဲ့သူတွေကုန်းတွင်းပိုင်းကိုရွှေ့ပြောင်းရမယ်ခက်ခဲတဲ့အခြေအနေတွေဖြစ်လာနိုင်တယ်လို့သိပ္ပံပညာရှင်တွေကသတိပေးထားပါတယ်။ဘာဒဆန်ကျောထွက်တော့အဲ့ဒီသတိပေးချက်ဟာအခုပဲလက်တွေ့ဖြစ်နေပါပြီ။ဒီကျောဟာပင်လယ်ရေနှစ်ဖက်ကပိတ်ထားပြီးအခုနှစ်ပိုင်းရာသီဥတုပြောင်းလဲလာမှုနဲ့2013ခုနှစ်ကအင်အားပြင်းငင်းရဲတခုလှုပ်ခတ်ခဲ့တာကြောင့်ကျောရဲ့မြေမျက်နှာတွင်ပြင်းအပြောင်းလဲတွေရှိခဲ့ပြီးဒီနေရာမှာပင်လယ်ပြင်ရေမျက်နှာပြင်မြင့်တက်လာမှုဟာ ကမ္ဘာပြည်များနှုံထက်သုံးဆပုံမြင်နေပါတယ်။ကျွန်းဒေသခံတွေကတော့သူတို့ကိုဆယ်စုနှစ်တခုဒါမှမဟုတ်နှစ်ခုအတွင်းကျွန်းတစ်ခုလုံးရေမြုပ်သွားနိုင်တယ်လို့သတိပေးခံထားရတယ်လို့ပြောပါတယ်။တဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာနကလည်းဒီကျွန်းကိုလူနေထိုင်လို့မသင့်တဲ့စည်ရင်နဲ့ထည့်ထားပြီးကျွန်းနေဒေသခံတွေကိုနေရာပြောင်းဖို့တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ဒီကျွန်းကန်တွေကတော့အိနေယာပြောင်းဖို့ငင်းဆန်နေကြပြီသူတို့ကဒီနေယာဒီဘွားကလွှဲရင်တခြားနေယာတွေကိုမသိကြဘူးလို့ပြောပါလေဒါကြောင့်သူတို့ကပြောင်းမယ်ရွှေ့မယ်အစားလက်ရှိအခြေအနေနဲ့လက်ရောညီထွေဖြစ်အောင်နေဖို့ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်အောက်ပိုင်းကိုမြင့်တင်ထားတဲ့အကြောင်းအဆောက်အဦတစ်ခုဟာလည်းမကြခင်ကပဲဆောက်လုပ်ပြီးစီးသွားပါတယ်အိနေကိုလည်းတိုင်တွေနဲ့အမြင့်ဆောက်လုပ်နေထိုင်နေကြပါတယ်ကျမအိမ်ကိုလည်းနှစ်ထပ်ဆောက်လိုက်တယ်။ဒါမှလည်းညဘက်ရေတက်လာတဲ့အခါအဆင်ပြေပြေအိတ်ဆိုင်နိုင်မယ်လေလို့ဒေသခံတို့ကပြောပါတယ်။ သူတို့ကတော့လက်ရှိပြည်내ရေအနေထားနဲ့နေနိုင်နေသေးတယ်လို့ပြောပေမဲ့သူတို့သားသမီးတွေလက်ထက်ကြရင်တော့ကျွန်းကိုစွန့်ခွာရမယ့်ပဂရီတရားနဲ့ရင်ဆိုင်ကြရမယ်ဆိုတော့ကိုသူတို့ကိုယ်တိုင်ကပဲအခုလက်ခံနေရပြီဖြစ်ပါတယ်ခင်ဗျာ